တို့ဆိုကိုရီတို့ကျွန်တော်ဒါကူညီလားကျွန်တော်လုပ်ပေးတယ်ကိုရီတို့ကိုရီတို့ဆိုရင်ဘယ်ကောင်လဲကျွန်တော်ဒီရိုက်ပေးမယ်လို့တော့မထင်ဘူးလေအာဒီရိုက်ပေးရေးအစီအစဉ်ရမ်းလိုက်တယ်ကျွန်တော်ဆိုတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစီပြီးတော့လုပ်ရတဲ့ကားဗျဟာဟာပုံစံတစ်ယောက်တစ်မျိုးစီပေါ့ပုံစံတစ်ယောက်တစ်မျိုးစီအပြင်မှာလဲကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးလဲလူလည်းမဟုတ်ဘူးအပြင်မှာလဲဟိုဘယ်လိုပြောပြရမလဲမြို့ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါနေကြတာပေါ့မြို့ဒုက္ခဆိုတာ အခုပေါ့ပေါ့ပါတကယ်မပြတ်မယ်ဒီမှာဆိုလဲတိုင်ရွန်ဆိုတာကျွန်တော်ကျွန်တော်နာတာရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ဖွဲ့တွေကကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကအရန်တောင်းကြကြတာပေါ့နော်ကျွန်တော်တို့ကတယောက်ပဲဆိုတော့ဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တို့တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ကထွေတူးမဟုတ်ဘူးတကယ်လို့ဒါကျွန်တော်ကျွန်တော်ညီတွေဟုတ် မအောင်ဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့ဒီကကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတောင်းသိပ်ပိတ်သွားခဲ့တဲ့နေပေါ့ဘူးပြောပြောပါအာဒါကဇက်အရင်မိုက်တယ်အာပြီးတော့ဟိုဒီဇက်လန်းကလည်းကိုပြိုးကအများကြီးသူစဉ်းစားပြီးတော့ဒီဖန်တီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့ခါကျတော့ကိုပြိုးကဲလန်းလိုက်တဲ့ဟာအရုံးနဲ့ချမယ်ဆိုတဲ့နေရာကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုတစ်ခုတည်းနဲ့ပဲကျွန်တော်တို့သွားရိုက်မယ်ဆိုတော့ကျွန်တော်တို့ရိုက်ပြီးသားပဲဆိုပြီးတော့ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ ကျုံးခဲ့တဲ့ကားပေါ့။မှန်တယ်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 အမှန်အမှန်တရားပါ။အဲ့ဒီကကျွန်တော်သူလည်းပြောတယ်ဖြိုးလေးလည်းပြောတယ်ကိုနီတိုးလည်းအဲ့လိုပဲကိုနီတိုးဆိုကိုနီတိုးကျွန်တော်ဒါကူညီတာကျွန်တော်လုပ်ပေးတယ်ကိုနီတိုးကိုနီတိုးဆိုရင်ဘယ်ကောင်လဲကျွန်တော်ဒီရိုက်ပေးမယ်လို့တော့မထင်ဘူးလေ။အဲ့ဒီရိုက်ပေးရင်အစီအစဉ်ရမ်းလိုက်တယ်ဆင်းမှာကျွန်တော်ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစုပြီးတော့လုပ်ရတဲ့ကားဗျ။ဟုတ်ဟုတ်အဲ့တော့ကျွန်တော်ကျွန်တော်လည်းအဲ့လိုရိုက်မယ်ဆိုပြီးတော့စီစဉ်ထားတာတခြားဇက်တစ်ခုဟုတ်တယ်တစ်ခုတခြားတစ်ခုတစ်ခုတယ်နေရတခြားတစ်ခုအဲ့ဒီဒီဟာအရင်အရင်ရိုက်ဖြစ်သွားတာဟုတ် အဓိကလေးကပြကျွန်တော် item လေးတွေလိုရတယ် item လေးလိုရတဲ့အချိန်မှာဟိုမှာဖြိုးလေးပါတယ်သူပါတယ်ကျွန်တော်ပါတယ်ဆိုညီကူ၃ယောက်ဆိုတော့အချိန်ကျွန်တော်တို့ဒီ15ရက်ရက်20အတွင်းမှာကျွန်တော်တို့တကယ်ကိုညီကူ၃ယောက်ဖြစ်အောင်ကျွန်တော်နေနေကြတာအစားတူ စာတူသွားတယ်ပောက်ကြိုက်တူလုပ်ကြတယ်အတူတူနေနေကြတာဗျာနော်အင်းကြီးကအစအဲ့မင်းဒါဝေးလင်းဟန်ကနေအဲ့လိုနေနေတဲ့ခါကျတော့တကယ်တကယ်တကယ်ပြိုးတော့ခါညီကိုတုံးရောက်ဆိုတဲ့မှုကလေးကျွန်တော်စီမှာတကယ်ကိုကတ်ပါတော့အိတ်ကဟုတ်တယ်ဟုတ်အော်ရဲအဲ့အဲ့ဒီအညီမလေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တချဲရဟိုဟာဥက္ကလာယူလာတာပေါ့နော်ဥက္ကလာ ကဟိုအဲ့လိုမျိုးပုံစံလေးလုံးကြမယ်ဆိုတော့အချိန်မှာအဲပုံမှန်လေးပြောလဲရှင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလုတ်တတ်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှင်တော့ပို့ဆိုးတာပေါ့သူတို့ကကြောင့်ဒီကနေ့နည်းနည်းနီးနီးနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားသုံးယောက်မဲခွက်လိုက်တယ်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရာလေကျွန်တော်လုံမယ်လို့ဆိုပေါ့โอเคဆိုကြပန်းလေးကောက်ထိုးလိုက်ပေါ့ကိုဖြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြိုးလေးကတချင်းဆိုတယ်ဒါကမင်းကဂုံလူရတာလေအဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင်လုံးကြမယ်ဆိုပြီးတော့အဲ့ဒီစင်းလေးက ဟိုပြည်သက်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ရင်ထဲရောက်သွားတော့လေထွေလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နောက်ဖို့လဲအရန်ကောင်းတဲ့ identity ပို့ပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်မှာဟိုကညီမလေးကိုချော့တယ်ဆိုတဲ့ဟာပို့ပြီးပေါ်လင်တာပေါ့နော်ဟုတ်အဲ့တုန်းကတော့ကျွန်တော်ရိုက်တုန်းကတော့ဘယ်လိုခေါ်လဲညီမလေးကိုအဲ့ senior association ဆိုလို့ပဲတကယ်ကိုညီမလေးတရားကိုတော့ချော့မရအောင်ဘယ်လိုချော့ကြမလဲဆိုတဲ့စိတ်လေးနဲ့ကျွန်တော်ဆိုလည်းအဲ့လိုပဲခေါင်းစည်းပြုတ်ကိုတော့မှ တူတူဝါတူရဲ့ဝါတူကြီးနဲ့ကောင်စပြုတ်ပကံဟိုဇလုံးကြီးနဲ့လုပ်ထားကြတယ်ဆိုတော့ဒီညီမလေးရည်သွားဖို့အတွက်ကိုစဉ်းစားကြတာပေါ့နော်ဒါကျွန်တော်ပြောရပါတယ်ဆိုတာညီမပေါ်ထားတဲ့စိတ်ကဒါကအခုညီညီကိုတော့ရောက်မှာအခုအကြီးဆုံးဖြစ်တဲ့အာကိုဖြိုးဖော်ပြတဲ့ပုံစံရဲ့အာကျွန်တော်ကညီမပေါ်ချစ်တဲ့ဖော်ပြတဲ့ပုံစံရဲ့ကိုဖြိုးလေးဖော်ပြတဲ့ပုံစံရဲ့မတူအဲ့ဒါလေးကိုဒီကားလေးကိုလာကြည့်လို့ရှိရင်တရုတ်ဆောင်တဲ့လူတွေရဲ့မျက်လုံးလေးတွေမှာမြင်ရပါလိမ့်မယ်ကိုမျိုးဝင်ဆိုလောက်အလုတ်သွားတဲ့ idea တစ်မျိုးပြီးတော့ဒီညီကိုတောင်းရောက်မှာသူတို့ရဲ့အချင်းစရိုက်လေးတွေနဲ့တယောက်က ချိန်ထားတယ်အကိုအကိုလှုပ်တဲ့သူပေါ်မှာ respect ရှိတာအကိုလှုပ်တဲ့သူကတော့အချက်အရန်ကြီးတယ်အဲ့ဒီပေါ်မှာဟိုဒါမဲ့သူ့ရဲ့အလွယ်လေးတွေကနေတာ gas ဖြစ်မှာလားဆိုတဲ့ဟာလေးတွေကပစ်ချာလေးကျွန်တော်စူးစမ်းရတာခင်ဗျာသူ့ရဲ့ဇလန်းဇညုံကောင်းလို့ပါဇညုံရေးဆရာရဲ့ပညာပေါ့ဒါသူသူသူပန်နီးရတာကောင်းလို့ကျွန်တော်တို့ကသူပြောခန့်တဲ့စကားကိုစကားလုံးမျိုးပြောရတယ်ပြောရတာလေဆိုတော့ဇလန်းဇလန်းဇညုံကောင်းလို့ကျွန်တော်တို့သိဥဆောင်မှာကောင်းတာပါပုံစံတယောက်တစ်မျိုးစီပေါ့ပုံစံတယောက်တစ်မျိုးစီအပြင်မှာလဲကျွန်တော်တို့က ဟိုအခုမှတွေ့ဘူးတဲ့လူလည်းမဟုတ်ဘူးအပြင်မှာလည်းဟိုဘယ်လိုပြောပြရမလဲရုပ်ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါပါနေကြတာပေါ့ရုပ်ဒုက္ခဆိုတာအမေပေါ့ပေါ့ပါတကယ်ဘယ်လိုပြောမလဲအပြင်မှာဆိုလဲတိုင်ရွန်ဆိုတာကျွန်တော်ကျွန်တော်နာမရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်ဖွဲ့တွေကကျွန်တော်တွေကတယောက်ပဲကျွန်တော်ကရမ်းတောင်းချမ်းကြတာပေါ့နော်တွေကတယောက်ပဲဆိုတော့ဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တွေထွေတူးမဟုတ်ဘူးတကယ်ကိုဒါကျွန်တော်ကျွန်တော်ညီဟုတ်အဲ့တော့ဒီကအရင်လဲ ဟိုမိုက်သွားတာဗောနော်တကယ်ဟိုဟိုပြောရလဲလုံးဝ item ကိုအဲ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောရတယ်သူဒီပုံစံလုံးမဒီပုံစံလုံးမသူမကြိုက်ရင်လည်းချက်ချင်းပြောရတယ်ဒါကျွန်တော်စီနီယာတောက်အနေနဲ့ကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုလုံးအဲ့လိုမျိုးချသွားတော့ဒီဒီဒီညီကို၃ယောက်ကအပြင်မှာလဲဒီအော်အွန်စင်းမဟုတ်ဘယ်နဲ့အပြင်မှာလဲဒီလိုဒီလိုပုံစံလေးသွားခြင်း instruction ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလဲအကူကြီးတယောက်ကညီငယ်တစ်ယောက်ကလွှမ်းမိုးတဲ့ပုံစံတော့ပေါ်သွားအကွက်တိဖြစ်သွားတာ အဲ့လိုတော့မဟုတ်ပါဘူးဇက်နဲ့လိုက်တော့ဆိုကျွန်တော်တို့အဲ့ဒီအချိန်မှာဒီတချင်းလေးဆိုတဲ့အချိန်မှာအာဆိုကြတဲ့အချိန်မှာပေါ့နော်ဒါမဲ့ခုနပြောလို့တေချာလေးပြန်ဆိုလိုက်ရင်တော့ပိုကောင်းမယ်ဆိုပြီးတော့သွားဆိုပြစ်တာပေါ့နော်အဲ့ဒီအချိန်မှာတော့ကျွန်တော်က main main ကလေးနေရာဆိုတာဆိုတာကြတော့အဲ့ဒီတချင်းလည်းတကယ်တမ်းက main ကလေးဆိုတာလားကျွန်တော်အဲ့ဒီနေရာဆိုကျွန်တော်တော့ကီးရအရန်ကိုကျွန်တော်နဲ့အဆင်မပြေဘူးဒါမဲ့ကျွန်တော်အတက်နိုင်ဆုံးတော့ကြိုးစားပြီးဆိုတာပါ